ကဲမင်္ဂလာပါမျိုးတို့ရေပြီးခဲ့တဲ့ဘက်ကတော့เนาะကျွန်တော်တို့တော်တော်ကြီးကိုရုပ်ပြက်ဆင်ပြက်ဖြစ်အောင်ကိုလီကိုလီလေးကိုဆိုပြီးကျွန်တော်လှုပ်ချသားရတဲ့เนาะကျွန်တော်တို့ပိတ်ရက်ကလည်းရှိထားကျွန်တော်ကနန်းထက်ကနန်းနေရာလည်းများဆိုတော့တော်တော်များများကျွန်တော်တို့ site တွေတော်တော်များများပျက်စီးကြပါတယ်เนาะကျွန်တော်တွင်လည်းကျွန်တော်တွင်မဟုတ်ဘူးတော်တော်များများလည်းပျက်စီးကြတယ်เนาะကျွန်တော်တို့ Viber group မှာကျွန်တော်ပတ်တီးပေးတာတောင်မှကျွန်တော်တို့ ကျွန်တော်ဟိုပါဗောနော်တလုံးနဲ့ပတ်တီးဆိုပြီးခဲ့ပါကကျွန်တော်ဟိုပိုက်ပါမှာကျွန်တော်ခွန်ပေးတာအဲ့ခွန်တော့မှကျွန်တော်အသေးတရရတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ခွန်ကပေးလိုက်တဲ့အခါမှာကျွန်တော်တို့ဟိုဘုဒ္ဓလည်းမထွက်ဘူးကြာသပတိလည်းမထွက်ဘူးတောက်ကြတည့်ရပဲရှိတော့တယ်သွားပြီးငါဒီတစ်ပတ်တော့ပေါ့ပောက်ကြရထွက်တာတာငါခွန်တော့သွားပြီးနေတူတယ်ငါပတ်တီးပေးတာဆိုတော့ကျွန်တော်စူတောင်းတော့ရင်တမမှာဖြစ်နေတယ်မှာနောက်ဆုံးနေ့မှာခွန်လေးဆိုပြီးတော့ကတ်အောင်သွားတာလေးပဲရှိပါတယ်เนาะ ကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့20လေးပဲစမယ်ဗျာနော်အဲ့တော့တော်တော်များများဟိုပါဖြစ်တဲ့အတွက်ကျွန်တော်လည်း20ကိုခါတဲ့3ပင်တပင်တွက်နေရနေအခုကျွန်တော်2ပင်တပင်ပြန်တွက်တဲ့နီးလေးနဲ့ကျွန်တော်ပြပေးမယ်ဗျာနီးတစ်ကလေးပေါ့နော်ကြိုက်ချင်တဲ့ယူမကြိုက်ချင်တဲ့မယူပါနဲ့ဟာလားအဲ့တော့ဘေးကစမယ်ဆိုတော့4 3ည9 3ညစမယ်ဗျာရွှေချောင်းသားနဲ့မတူဘူးနော်4 3ည9 3ညတော့じゃရွှေချောင်းသားမှာ2မျိုးပြရဒီမှာ2မျိုးပြဖြစ်မယ်မတူဘူးကြိုက်တဲ့ရှိရနေယူပြီးကစားနော်အဲ့တော့ကျွန်တော်တို့၄၃ည၉၃ည၉၃ည၁၁ဆိုပြီးထွက်ပါတယ်တဲ့နော် အဲ့တော့ကျွန်တော်တို့ကဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီ၃ညရဲ့ဒီ၃ညရဲ့ပေါ၃ညပါတဲ့နော်၃ညရဲ့နှစ်ခတ်ကခွန်ခွန်ရဲ့ပါဝါ2၃ညခွန်2ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6ခွန်နဲ့6ခွန်မှာခွန်တစ်လုံးဆွဲပြီးအောင်ခဲ့ပါတယ်နောက်တစ်ခါ6နှစ်တဲ့6နှစ်မှာလည်းနှစ်တစ်လုံးဆွဲပြီးကျွန်တော်တို့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်เล3 4 6 5 6ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒီမှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ9ရဲ့ဒီ4ရဲ့ပေါ့9 9ရဲ့ နခတ်ဒီ6 6ရဲ့ပါဝါဒီ1 6-6-1ဆိုတဲ့ key သုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုရခါကျတော့8-8 oh 8-8မှာတတလုံးထိပြီးအောင်ခဲ့ပါတယ်6-4တဲ့6-4မှာလည်းကျွန်တော်တို့6တလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြင်ပါတယ်ဗျခေနောက်တစ်ပြင်တော့တွက်ပါမယ်8-8-4 8-8-4 ရှင်9 9နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုပေါင်းမဲ့ဆိုရင်ဒီ9ရေဟုတ်ကဲ့ကြာဒီရှိအော်ဟိုဘောဒီ9ရေဒီ4ရေပေါင်းကို6ရဲ့နှစ်ခါတိ6 6ပါဝါတိ1 6 6ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့မအောင်ပါဘူးဗျာ 6နှစ်တဲ့6နှစ်မှာကျွန်တော်6တုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြင်ကိုတွက်ပါမယ်၄3 9 3 9 3 9 3 9 8 6 3 9 8 6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ9ရယ်ဒီ3 9ရယ်ပေါ့5ပါတဲ့9ရယ်နှစ်ခတ်ဒီ3 3ရယ်ပါပါစီ8 5 3 8ဆိုတဲ့ကြီး3လုံးဒီအပြင်မှာ ထွက်ရမယ်တဲ့နော်ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့69တဲ့မအောင်မအောင်ဗျ53 53တဲ့ဟော53မှာ9ဝ3ဝထိပြီးတော့အခွေအနေနဲ့အောင်သွားခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်ကိုတက်ပါမယ်65 5 65 5 5 4 5 6ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်4ရဲ5ရဲပေါင်းတော့9 9ရဲ့နှက်ခက်က6 6ရဲ့ပါဝါ1 9 6 1ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့တစ်ခွန်းနဲ့ဟောတစ်ခွန်းမှာတစ်တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျကဲနောက်တစ်ပြုံးကြည့်ပါမယ်3866 ၃ညာ၈၆၆၄၃ညာ၃ညာ၃ညာ၄၃ညာ၃ညာ၃ညာဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၃ညာနဲ့ဒီ၆နဲ့ပေါင်းတော့၆6 6ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ4 69 4ဆိုတော့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့395တဲ့မအောင်ပါဘူးဗျ39 39တဲ့39မှာတော့ကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ သုံးရရှိနှစ်လေးနှစ်သုံး69တဲ့ဆိုပြီးဒီလိုထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ4ရဲ့ပေါင်းခွန်းခွန်းရဲ့နှက်ခက်က3ရ3ရဲ့ပါဝါ5ခွန်း3ရ5ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့နှစ်ခွန်းနှစ်ခွန်းမှာခွန်းတစ်လုံးထိပ်ပြီးကျွန်တော်တို့အောင်ခဲ့ပါတယ် 83နဲ့83မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျ။ Okay နောက်နောက်တနည်းနဲ့နောက်တပြင်ကိုဆက်တွက်ပါမယ်99ခွန်99ခွန်ခွန်54ခွန်54ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်။အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ9ရယ်ဒီခွန်ရယ်ပေါင်းတော့2 2ရဲ့နှစ်ခက်က4 4ရဲ့ပါဝါ9 2 4 9ဆိုတော့

ဒီ3ရဲ့ဒီ6ရဲ့ပေါင်းတော့1 1ရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3 1 83ဆိုတဲ့ key 3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့1 8 1 8တဲ့ဟော1ကော6ကော ठी ပြီးအခွေအင်းနည်းအောင်သွားပါတယ်1 1တဲ့ဟော1 1မှာတဲ့1တလုံးထပ် ठी ပြီးတော့ညညာရောမနေ့ကောအောင်ခဲ့ပြန်ပါလေဗျ။အဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကလာမယ့်တနင်္လာနေ့အတွက်တွက်လိုက်ရအောင်။ကိုလေး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  လေးကိုခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တက်မယ်ဆိုရင်ဒီ6ရဲ့ဒီ3ရဲ့ဒီ4ရဲ့ပေါင်းတော့3 3ရဲ့နှစ်ခက်က5 5ရဲ့ပါဝါဒီ3ည3 5 3ညဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်ကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ထေကြီးလေးတွေနဲ့ကတ်ကစားကြည့်လိုက်ရအောင်ကြီးထိတ်ကြီးထိတ်ဒီကနေ့ကြီးထိတ်ကတော့ကျွန်တော်တို့၄နှစ်ခွန်ဖြစ်ပါတယ်တဲ့၄နှစ်ခွန် ခုနကီယိုယိုကကီယိုယိုက3 5 3ညပါတယ်ကဲအောင်မီအဲ့ဆိုရင်ကျွန်တော်တို့ကအဲ့နှစ်ခုမတူညီရလေးတွေကတ်ကစားလိုက်ရအောင်4 3 4 5 4 3ညတဲ့နောက်တစ်ခါ2 3 2 3 2 5 2 5နေငါနေတုံညနေတုံညခွင်တုံခွန်တုံခွင်ငါခွန်ငါ ခွန်တုံညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်နော်အဲ့မှာကျွန်တော်တို့ခါတိုင်းပေးနေတဲ့ break တွေနဲ့တော့ကျွန်တော်တို့မကိုက်ညီပါဘူးခါတိုင်းပေးတဲ့ break ကကျွန်တော်ဒါမှမဟုတ် break ကိုယူကျင်တဲ့လူတွေအတွက်ရေးပေးလိုက်မယ်နော် break က3 T 6 6ဖြစ်ပါတယ်တဲ့နော်3 T 6 6ဆိုတာ ਨੇ ပတ်သက်လို့လုံးဝဒီမှာကျွန်တော်တို့မရှိဘူး ဒါ3တိဒီ main break ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ3မျိုး3ပလဲဒီဘလိုနည်းနဲ့မှတွဲပြီးတော့မကစားနိုင်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကဘာနဲ့ကစားမလဲအဲ့မှာဘာနဲ့ကစားမလဲဆိုတဲ့အခါမှာအမျိုးတို့ဟိုကောက်ဝဲထားတဲ့လူတွေတော့တည်တယ်เนาะညံတဲ့လူတွေတော့မတည်ဘူးကဘဲဟာတွေဘလိုပဲဟိုဟာမှားမှားเนาะဒီကတ်တွေကတော့ရတက်ပတ်မှုတွေကတ်တွေကတော့တကယ်ကိုတင်းခံပြီးတော့မှန်နေတာကိုကောက်ဝဲထားတဲ့လူတိုင်းတည်မယ်တည်ရမှာပဲဖြစ်ပါတယ်ကျွန်တော်မကနနာမဝဲထားနိုင်တော့ကျွန်တော်စာရွက်နဲ့ပဲပြမယ်เนาะ အဲ့မှာကျွန်တော်တို့ဘာရှိသလဲဆိုဟိုအပေါ်ဟာတွေတိတ်မပြတော့ဗျအောက်ကပဲကျွန်တော်ဟိုဗီဒီယိုတိတ်ရှင်မှာဆိုလို့ဒီမှာကိုးထိတ်လို့ပေးတယ်တဲ့နော်ကိုးထိတ်ညနေပိုင်းကိုးထိတ်လို့ပေးတိုင်းပေးတိုင်းမှာခဏပဲခဏပဲ အဲ့မှာကျွန်တော်တို့ဘာမှန်သွားတယ်လဲဆိုရဲ့အခါဒါကျွန်တော်ပြောချင်တာကညနေပိုင်း6ထိတ်လို့ပြီးပြီးရင်ဒီအပွားကြည့်လည်းရတယ်နော်ဒီမှာညနေပိုင်း6ထိတ်90နဲ့8ဆိုတာရှိတယ်နော်90နဲ့8 90နဲ့8ဆိုရင်ညနေပိုင်း6ထိတ်လို့ဆင်းပြီးသွားရင်ね93 93ည38ဆိုပရိတ်ရဲ့ကားတယ်2ရက်3ရက်အတွင်းမှာဆင်းရမယ်ဆိုဒီမှာ3ပရိတ်ဆင်းတယ်နော်ဒီမှာကျွန်တော်တို့မူဒီကနေမှာပေးထားတာပဲเนาะဒီမှာတခါညနေပိုင်း6ထိတ်တယ်ဟောမှာဟဲ့မ99လို့ရှင်းတယ်9338ဆိုရယ်ပြည့်ရရှင်းရမယ်ဆိုဒီမှာ3ပြည့်ဒီ3ခုပြိုင်ပြီးတော့ဆင်းချသွားတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ ဒီကညနေပိုင်း6ထိတ်ကလည်းဒီတိုင်းပဲဒီမှာ6ထိတ်လိုဆင်းတဲ့အတွက်3ပြိတ်ဆင်းသွားခဲ့တယ်နော်အဲ့လိုပဲထို့အတူပဲကျွန်တော်တို့ဒီမှာပိတ်ရက်ရှိရင်တိအခုအဲ့မှာပိတ်ရက်ဆိုရတော့သတိရလို့ကျွန်တော်ပြောမယ်နော်ပိတ်ရက်ရှိရင်တိ1 5ခွန်8 1ဆိုတဲ့အခွေရတဲ့နော်ထွက်ပါမယ်တဲ့ဟုတ်လားအဲ့တော့ကျွန်တော်တို့ဒီမှာပိတ်ရက်တွေရှိတာရက်တွေဟိုအပြင်ဟာတွေရောမပြတော့ဘူးနော်ဒီနားမှာပဲကျွန်တော်ကြည့်မယ်ဥပမာဒီမှာဒီဘက်မှာပိတ်ရက်ရှိရတဲ့ဒီပိတ်မှာဒီအောက် ထွက်အင်းမအဲ့လေတင်းတင်း9ခွန်ရှိအခွေရထွက်ရမယ်ဆိုကျွန်တော်တို့အဲ့မှာဘာထွက်သွားလဲဆိုတော့21ဆိုပြီးတင်းတင်း9ခွန်ရှိအခွေထွက်တယ်နောက်တစ်ခါဒီမှာပိတ်ရရှိထားတယ်တဲ့ပိတ်ရရှိထားတဲ့ဒီအပင်မှာကျွန်တော်တို့တင်းတင်း9ခွန်ရှိအခွေရထွက်ရအောင်မယ်ဆိုတော့18ဆိုပြီးထွက်တယ်ကောင်းပြီဒီမှာလည်းပိတ်ရရှိထားတဲ့ဒီအပင်မှာကျွန်တော်တို့တင်းတင်း9ခွန်ရှိဆိုရအခွေရအဲ့မူဒီကရဲ့သဘောတဘာဝအတိုင်းဆိုရင်ထွက်စရာရှိနေပါတယ်တဲ့နော်ထွက်ဖို့လည်းအားများပါတယ်နော်ပြတ်တော့ပြတ်ခဲတယ်ဟုတ်လားကျွန်တော်တို့ကလန်နာကြီးတစ်ချက်လုံးလုံးမှာဟိုနှစ်နဲ့ချီပြီးတော့ လေးငါးဘွဲအပြင်ပုံမပြတ်ဖူးတဲ့အဲဒီမူဒီ site တွေကိုကျွန်တော်ထုတ်ပေးထားခြင်းဖြစ်ပါတယ်။เนาะအဲ့တော့ကောင်းပြီအဲ့ဒါမှန်ခဲ့တယ်ဆိုရင်အကြောင်းကိုကျွန်တော်ပြောပြတာเนาะယနေ့ကျွန်တော်တို့ဘာကိုပြန်ကြည့်မလဲဆိုတဲ့အခါကျတော့ကောင်းပြီဒီမှာ၄၄ထိတ်လို့မနေ့ပိုင်း၄ထိတ်လို့ကြာပြီးသွားရင်းနဲ့ကျွန်တော်တို့ဘာတွေလာအဲ့ဒီမူဒီကတ်ထဲမှာဘာတွေပေးထားသလဲဆိုတဲ့အခါကျတော့ live မှတ်ပြီးတော့ကူးရင်ရတယ်เนาะကျွန်တော်ရှိကတ်မဝဲစရာမလိုဘူး။အဲတကယ်လို့မဝဲဟိုဟာ live မမှတ်နိုင်ဘူးကွာဆိုတော့ကျွန်တော်ညီမအဲ့ကတ်ကလေးတွေကိုကျွန်တော်9000လောက်နဲ့ရောင်းပေးထားတာရှိတယ်။အဲ့ကတ် ဇာတ်သက်ပတ်မှုတွေကဆို၄ခုရှိတယ်ပေါ့နော်အဲ့၄ခုထဲမှာဆိုရင်လုံးဝမပြောင်းလဲသေးရဲ့မပျက်စီးပဲနဲ့မှန်နေတာကိုလည်းကတ်ဝယ်ထားတယ်လို့သိမှာပါเนาะအဲ့တော့ကျွန်တော်တို့ကအခုမနေ့ပိုင်း၄ထိတ်လို့ရှင်းပြီတဲ့เนาะမနေ့ပိုင်း၄ထိတ်လို့ရှင်းအဲ့ကတ်မှာဘလို့ညှို့ဆိုထားသလဲဆိုရင်2 49ဆိုတဲ့ပရိယာတဲ့2 9လေကိုဆိုတဲ့ပရိဟာတဲ့၃ရက်တွင်ထွက်ရပါမယ်တဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်က2 9လေကိုဆိုတဲ့ပရိဟာ၃ရက်တွင်ထွက်ရပါမယ်တဲ့နောက်တစ်ခါ break to break ပရိတ်တူပရိတ်ပေါ့နော်ပရိတ်တူပရိတ်ဆင်းပြီးရင်လည်းတဲ့ပရိတ်တူပရိတ်ဆိုတာဒီမှာပေါ့နော်ကျွန်တော်တို့ပရိတ်တူပရိတ်ဆိုတာကဒီမှာဟိုပြောမယ်ဆိုရင်အဲမသုံးပရိတ်သုံးပရိတ်သုံးပရိတ်ဆိုအဲပရိတ်တူပရိတ်တွေဆင်းပြီးသွားရင်လည်းတဲ့သူကသုံးရက်အတွင်းမှာတဲ့နှစ်ခွန်လေးကိုပရိတ်ပဲထပ်ဆင်းရပါမယ်တဲ့အဲအဲ့မှာလည်းတခါအဲ့ချက်မှာလည်းကျွန်တော်တို့ပြတယ်နော်နောက်တခါတခုကဘာရှိတလဲဆိုတဲ့အခါကျတော့အဲ့မှာကျွန်တော်တို့ ပိတ်ရက်ပိတ်ရက်ရှိရင်လည်းနှစ်ခွန်လေးကိုပြိဟာတဲ့ထွက်ရပါမယ်တဲ့ဟောနှစ်ခွန်လေးကိုပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပိတ်ရက်ရှိထားတယ်နော်ဒီမှာဒီအပတ်မှာပိတ်ရက်ရှိရင်လည်းနှစ်ခွန်လေးကိုပြိကဒီအပတ်မှာထွက်ရပါမယ်တဲ့ဟုတ်ပြီအခါလဲဒါဆိုရင်ကွာတဲ့အပေါ်မှာနှစ်ခွန်လေးကိုပြိတယ်ရောတဲ့ထွက်ခဲ့ရလားလို့ကျွန်တော်တို့ပြန်ပြောမယ်ဒီမှာပိတ်ရက်ရှိထားတယ်နော်ပြောမယ်ဆိုရင်ပိတ်ရက်ရှိတယ်ဒီအပင်မှာကျွန်တော်တို့နှစ်ခွန်လေးကိုကျွန်တော်မှာ95တို့ဟုတ်လားအဲ့တော့က40တို့မှ98တို့ ဒီမှာ၄၈ဆိုပြီးအားတောင်ထွက်သွားတယ်နောက်ခါဒီမှာပိတ်ရက်ရှိတော့မှလည်း2.4ကိုပြည့်ဟာဒီမှာ6.3တို့1.8တို့ဟုတ်လားနော်2.4ကိုအဲ1.8တို့2.4ကိုပြည့်ကြအဲ့လိုဆင်းပါလေဗျာနော်အဲ့တော့ကျွန်တော်တို့ကပြီးခဲ့တဲ့ဘက်ကပိတ်ရက်ရှိရတဲ့အတွက်2.4ကိုပြည့်ကြလည်းဆင်းကိုဆင်းပါလိမ့်မယ်နော်အဲ့တော့ကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်က2.4ကိုနဲ့ပတ်သက်တာဒီမှာကြည့်မယ်ဆိုရင်တော်တော်များများက2.4ကိုနေနေပဲအဲတိုက်ဆိုင်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီမှာလည်း2.4ပေါ့နော်ဒီဟိုကကြတော့အမတန်းနဲ့ခံလို့ဟုတ်လားအဲ့တော့ကျွန်တော်တို့များဒီမှာ၄၃ ဟိုမှာရှုပ်သွားမှာဆိုလို့เนาะ၄၃၄၅40ကနှင်း9 20 9ကခွန်9 80ဆိုပြီးဒီလိုမျိုးကျွန်တော်တို့အကွက်တွေတော့များနေတယ်နော်များနေတယ်အဲ့တော့ကျွန်တော်တို့ကဘာနဲ့ short ထိုးမလဲနော်ကျွန်တော်တို့ဘာနဲ့ short ထိုးမလဲဆိုတာဟိုကျွန်တော်တို့ကကျွန်တော်ရဲ့အကြိုက်ကိုကျွန်တော်ပြောဆိုရင်ဘာနဲ့ short ထိုးမလဲဆိုရင်ကျွန်တော်ရဲ့အကြိုက်ကတော့ဒီ ကျွန်တော်အကြိုက်ကတော့ဒီမှာကျွန်တော်ပြောမယ်ဆိုရင်တော့၄၃ရယ်ကျွန်တော်အောက်မှာပဲခြားရည်လိုက်တော့မယ်၂၅ရယ်20ရယ်ဖြစ်ပါတယ်เนาะဒီ၃ခွက်ကိုကျွန်တော်အကြိုက်ဆုံးပါတဲ့ဘာဖြစ်လို့ကြိုက်တယ်လဲဆိုတော့ကျွန်တော်တို့၂ခွန်တပြားကြီးကြားเสียရှိထားပါတယ်တဲ့เนาะ၂ခွန်တပြားကြီးကြားเสียရှိထားပါတယ်တဲ့เนาะဒါပေမဲ့ကျွန်တော်တို့ နှစ်ခွန်ဘရိတ်ကိုကျွန်တော်ပို့ပြီးတော့လဲကြိုက်လဲကြိုက်တဲ့အတွက်နှစ်ခွန်ဘရိတ်ကိုကျွန်တော်ပို့ပြီးအတင်းအတင်းပြီးထိုးတာပါနော်ဒါပေမဲ့ကျွန်တော်ရဲ့နှစ်ခွန်ဘရိတ်တွေပဲများပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာဒီနှစ်ခွန်ဘရိတ်တန်းမှာမှာကျွန်တော်နှစ်ခွန်အထည်နယ်ကိုကျွန်တော်ပို့ကြိုက်တဲ့အတွက်ဒီအကွက်တွေကိုထည့်လိုက်ခြင်းပဲဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်ရဲ့အကြိုက်ကိုကျွန်တော်ပြောခြင်းဖြစ်တဲ့အမျိုးတို့အနေနဲ့တော့မကြိုက်ဘူးဆိုရင်လည်းကိုဖောက်ကိုကျွန်တော်တဲ့မှန်နေလို့ထင်တဲ့ဟာလေးတွေကိုယူသုံးပါမမှန်ဘူးလို့ထင်တဲ့ဟာတွေကိုပယ်ထားခဲ့ပါเนาะအဲ့မှာကျွန်တော်တို့တန်လီတန်သမားတွေပေါ့เนาะတန်သမားတွေဟာရေးရမှာလည်းပေါ့နည်းနည်းလေး ဖုံးမြောက်ပြီးမှရအဲ့တော့ကျွန်တော်တို့ဒီမှာတန်းလေးပေါ့နော်ဒါပေမဲ့တန်းကပြီးခဲ့ပကတော့ဟိုဟာပောက်တက်ကြရထွက်သွားတဲ့အတွက်ကျွန်တော်တို့မအောင်ခဲ့ဘူးနော်ဒါလေးအိုးတော်ကနေကကျွန်တော်တို့ထွက်လာကျွန်တော်တွက်ပြလာခဲ့တဲ့တန်းကဒီတစ်ပတ်ပဲကျွန်တော်တို့ဂျိုးကြောင်နဲ့ဖြစ်သွားခဲ့ပါတယ်ခါတိုင်းဆိုရင်ကျွန်တော်တို့အနည်းဆုံးဒီချိန်တော့မှန်တယ်ပေါ့နော်သူကအနည်းသူ့ရဲ့ grand နဲ့အနည်းဆုံး2ချိန်မှန်ရမယ်ဆိုတော့ grand နေပါနော်ကဲအဲ့တော့ဒီမှာဒီတစ်ပတ်တန်းလေးရတော့ကြာရင်လည်းယူပေါ့နော်ဆက်ထိုးခြင်းတွေအတွက်၈၁ 6 9ဆိုတာအပေါ်တန်းမှာတဲ့နော်အောက်တန်းက6 1 83မှာတဲ့နော်အဲ့တော့ကျွန်တော်တို့ဒီအတိုင်းဆိုရင်ဥပမာကျွန်တော်တို့အပူလေးတွေလည်းပါနိုင်ကြရှိပါတယ်နော်ဒါပေမဲ့အပူမကြိုက်ဘူးဆိုရင်လူတွေကတော့ဥပမာ6 8တို့ဟိုဟာ6 8တို့6 1တို့နော်63တို့69တို့ပေါ့နော်69တို့ တစ်ကိုတို့သုံးကိုတို့ပေါ့နော်အဲ့လိုမျိုးလေးထိုးလို့ရပါတယ်ကဲနော်ဒီကနေ့တော့ကျွန်တော်ပြောချင်တာကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြမ်းမှချင်းနဲ့ပြည့်စုံပြီးဒီကနေ့တနင်္လာနေ့အဖွင့်နေမှာအောင်မြင်မြင်နဲ့ရရှိကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုရင်းဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေအောင်တတ်လိုက်ပါတယ်ဗျာ